မဲကောင်လန်ချံဘူပေါင်းဆောင်ရွက်ရေးစီမံကိန်းဟာမြန်မာနိုင်ငံရဲ့စင်ရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များအထူးသဖြင့်ဂျေးလက်နေပြည်သူလူထုရဲ့လူမှုစည်းဝါးဘဝဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။မဲကောင်လန်ချံဘူပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေဖြင့်ဆောင်ရွက်မဲ့စီမံကိန်းများစတင်ကြောင်းအတိပေးကြေညာခြင်းအခမ်းအနားကိုမလ18ရက်နေ့ကနေပြည်တော်ရုံးအမှတ်15စိုက်ပျိုးရေးမွေးမြူရေးနဲ့စိန်များဝန်ကြီးဌာနစုဝေးဆောင်ခန်းမမှကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုသတင်းတောင်မှတ်သတင်းတွေကဆက်လက်တင်ပြ 也俾多马屁吧，你先。 တရုတ်ပြည်သူသမ္မတနိုင်ငံကမေကောင်နာချန်ဒေသရင်းနိုင်ငံများရှိကျေးလက်နေပြည်သူများရဲ့စည်ရဲမှုလျှော့ချရေးနဲ့လူမှုစည်းဝေးဘဝများဖွံ့ဖြိုးတိုးတက်ရေးဒေသရင်းနိုင်ငံများအကြားဖွံ့ဖြိုးမှုကွာဟကျလျှော့ချနိုင်ရန်ရည်ရွယ်ပြီးမေကောင်နာချန်ပူးပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေကိုတည်ထောင်ကဒေသရင်းနိုင်ငံများသို့လူမှုစည်းဝေးဘဝမြင့်တင်ရေးစီမံကိန်းများပေးအပ်လျက်ရှိပါသည်။မေကောင်နာချန်ပူးပေါင်းဆောင်ရွက်မှုအထူးရန်မုံငွေဖြင့်2019ခုနှစ်မှဒီကနေ့အချိန်ထိစီမံကိန်း39ခုကိုအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိပါသည်။မေကောင် ောင်းလန်ချန်ဒီမှုဟောဆွမ်းမှုအနေနဲ့ဒီကရည်ရွယ်ချက်ကတော့ဒီဒေတာတို့မှာရှိတဲ့နိုင်ငံတွေစီးပွားရေးလူမှုရေးပွဲဆွမ်းမှုကိုအခြေခံပြီးရင် ဖွံ့ဖြိုးမှုကဟာချက်ကိုညှော်နေဖို့ရဆောင်ရွက်ရမှာသူဖြစ်တော့ဆေးရမှုချောချာရေးလုံကဦးတည်ဆောင်ရဖြစ်ပါတယ်။မဲခေါလန်ကျန်းစီမံကိန်းဆောင်ရွက်ခြင်းအဖြစ်တော့ဒီဆက်သွယ်မှုဝန်လံခေါင်းပါဒေသတွေရဲ့နောက်ကျစ်လက်နေပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတက်ပြီးဒီပူးပေါင်းဆောင်ရွက်ရည်ရွယ်ချက်ဖြစ်တဲ့ဆေးရမှုချောချာရေးကိုတော့မြောက်သာထောက်ကူဖြစ်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာ။တည်နံနဲ့ပတ်သက်တဲ့ crop set sector ရှိတယ်။နောက်မွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိတယ်။လုပ်ငန်းတွေကတော့အစုံပါပဲ။ဆင်းသွားမှမှုချောချာရေးကိုထောက်ကူပြုမဲ့လုပ်ငန်းတွေဖြစ်တဲ့တောင်သူတွေဝန်ကြီးတိုးတဲ့လုပ်ငန်းတွေဦးတည်ဆောင်ရဖြစ်တယ်။တစ်ဖက်ကလည်းအကြီးအကဲကောင်းတဲ့ ဈေးကွက်ထီအောင် value added product ဒီပို့နိုင်တဲ့ထီအောင်ကိုဆောင်းတဲ့နေသားမျိုးအူနီဆောင်ချတာဖြစ်ပါလေဗျ။တရုတ်နဲ့ကုန်သွယ်မှုမှာ JCC Protocol ထိုးပြီးသားတိနေတဲ့ပတ်သက်ပြီးဒေကွက်နဲ့ပတ်သက်တဲ့လေးလာမှုတွေဆောင်ချရှိတဲ့ကြောင့်မလို့များစွာထောက်ကူပြုတဲ့ကြောင်းပြောကြားလိုပါလေဗျ။စိုက်ပြိုးရေးမွေးမြူရေးနဲ့ဆယ်များဝန်ကြီးဌာနဟာမဲကောင်လန်ချန်ပူအောင်ဆောင်ရွက်မှုအထူးရမုံငွေဖြင့်တိနေစိုက်ပြိုးထုတ်လုပ်မှုလုပ်ငန်းများငားလုပ်ငန်းမွေးမြူရေးလုပ်ငန်းစိုက်ပြိုးရေးနဲ့မွေးမြူရေးတက္ကသိုလ်များစတဲ့ကဏ္ဍအသီးသီးမှာနေပယ်အလိုက် ရွေးချက်များနဲ့အညီအကောင့်ထည့်ဖို့ဆောင်ရွက်ခဲ့ပါတယ်။စမန်ဂိန်း၄ခုကဒီစဖို့ဆောင်နဲ့ဟင်းနှီးဟင်းရွက်ဒီနန်နေပေါ့။အဲ့ဒီနန်နေမှာဈေးွက်ရောက်တဲ့အထိဆုံးရှုံးမှုတွေကို စီးပွားရေးအရလေ့လာဆန်းစစ်တဲ့ဟိုတုတေသနာ ့ပေါ့နိအဲ့ရတခုပါပါတယ်အဲ့ဒါကစိုက်ပျိုးရေးသုတေသနဦးစီးဌာနကလုပ်တာပါမွေးမြူရေးဆိုင်ရာစစ်တက်တူကစီမံကိန်းနှစ်ခုပါပါတယ်နွားမွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုမျိုးအောင်မှုအခြေအနေတွေဒါတွေကိုလေ့လာတယ်ကာကွယ်ဆေးထိုးတာတို့ဒါတွေလုပ်ပြီးတယ်ပေါ့မွေးမြူတဲ့သူတွေအတွက်ကိုလေ့ကျင့်ပေးတဲ့သင်တန်းကျောင်းဆောက်လုပ်ရေးစီမံကိန်းတစ်ခုပါတယ်နောက်တစ်ခုကကြတော့တရိတ်ဆန်ယောဂါတွေကို စောင့်ကြည့်စစ်ဆေးတဲ့အစ်မြင့်တင်တဲ့စီမံကိန်းတစ်ခုပါပါတယ်။တရုတ်ပြည်သူသမရနိုင်ငံကနေပြီးတော့ခြေလက်ဒေသဖွံ့ဖြိုးရေးစီးရင်နံပါတ်မှုလျှော့ချရေးအတွက်ကိုဆောင်ရွက်ပေးနေတာဖြစ်တဲ့ကြောင့်မို့ဒီလိုအတွေ့အကြုံမျိုးတွေမြန်မာနိုင်ငံမှာလည်းပဲဆောင်ရွက်စီခြင်းတဲ့အတွက်ကြောင့်မို့ဒီရန်ပုံငွေတွေလိုအပ်နေတဲ့နေရာလေးတွေမှာဒါဆောင်ရွက်ပေးရတာရှိရပေါ့။အဓိကတောင်သူတွေလယ်သမားတွေနောက်ရေလုံငန်းသမားတွေဝင်းမြူရေးသမားတွေသူတို့တွေရဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ မိပညာပေးဖို့သူတို့ထုတ်လုပ်မှုသူတို့ရဲ့ထွက်ကုန်တွေတိုးတက်ဖို့ဒါမှဝင်ငွေတွေကောင်းပြီးတော့ပုံမှန်မြန်မာလာမှုကိုဒါကရည်ရွယ်တာဖြစ်ပါတယ်သူတို့ဒေသအသီးသီးမှာကြုံတွေ့ရတဲ့ရာသီဥတုကြောင့်မိပညာကြောင့်ခက်ခဲတာရှိမယ်သူတို့လိုနေတဲ့စက်ပစ္စည်းကိရိယာတွေထုတ်လုပ်ဖို့အတွက်ကျမတို့ကလေ့လာပြီးတော့ဆောင်ရွက်ပေးပြီးတော့လုပ်ပေးရတာရှိပါတယ်ရှင်ဒီလိုမျိုးစီမံကိန်းတွေကိုကျမတို့က propose လုပ်တယ် propose လုပ်တဲ့ပုံမှာခွင့်ပြုပေးတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုလည်းကျမတို့ကကျေးဇူးတင်ရှိရပါတယ်ဒီမက်ခေါင်မြစ်ကြီးစီစင်းနေတဲ့နိုင်ငံတွေ၅နိုင်ငံ ကူပေါင်းဆောင်ရွက်ကြတာကအကျိုးရှိတဲ့လုပ်ငန်းဖြစ်လို့ရှေ့ဆက်လေကျွန်တော်တို့ကူပေါင်းဆောင်ရွက်မှာပါမဲခေါင်လန်ကျန်ပူပေါင်းဆောင်ရွက်မှုအထူးရမုံငွေနဲ့စီမံကိန်း35ခုကို2023ခုနှစ်တည်းဆောင်ရွက်ခွင့်ရခဲ့ပြီး2024ခုနှစ်မှာတော့စီမံကိန်း၄ခုကိုဆောင်ရွက်ခဲ့ရာစီမံကိန်းစုစုပေါင်း39ခုရရှိပြီးဖြစ်ပါတယ်။ အခုလိုစီမံကိန်းများအကောင့်တွေပေါ်ဆောင်ရွက်နိုင်တာကြောင့်ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝနဲ့လူနေမှုအဆင့်တန်းများမြန်မာလာစေရင်အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ကြောင်းသိရပါတယ်။ကျမသတင်းတွေပါရှင်။